ရှင်များတဲ့ကမ်းရိုးတန်းတွေနဲ့တရှိနေတဲ့မြန်မာနိုင်ငံဟာရင်းနဲ့ဆက်ဆက်တဲ့အန္တရာယ်တွေကိုနှစ်စဉ်ရင်ဆိုင်ကြုံတွေ့ရလေရှိသလိုဘူမိဆိုင်ရာအန္တရာယ်တွေ၊ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်တွေ၊ဇီဝဆိုင်ရာမိုးလေဝသဆိုင်ရာအန္တရာယ်တွေနဲ့လူလို့ရဲ့ပေါ်ဆာမှုကြောင့်ဖြစ်တဲ့မိဘေးအပါဝင်ဆက်မှုနဲ့နည်းပညာဆိုင်ရာအန္တရာယ်တွေပါဖြစ်ပွားလေရှိတဲ့နိုင်ငံဖြစ်ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာတော့အကျန်းဖက်စစ်တပ်ကပြည်သူအာဏာကိုအတင်းအဓမ္မသိမ်းယူဖို့အတွက်ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့တရားဝင်အရသာအစိုးရကိုလက်နက်အားကိုမတရားဖန်ဆီးထောင်ချတာတွေပြုလုပ်ခဲ့ပါတယ်။မတရားမှုကိုလက်မခံနိုင်ကြတဲ့ပြည်ရင်းပြည်ပကတိုင်းရင်းသားပြည်သူလူထုတရက်လုံးနေနဲ့ဆရာနာရှင်စနစ်ကိုစန့်ကျင်ပြီးအကျန်းမဖက်တဲ့နီးလန့်တွေကိုအသုံးပြုပြီးတော်လန်ခဲ့ကြပေမယ့် စစ်တပ်ကအပြစ်မဲ့ပြည်သူတွေကိုရရဆက်ဆက်နှိပ်စက်တပ်ဖြတ်မှုနဲ့သာကြုံတွေ့ခဲ့ရပါတယ်။လက်နက်အားကိုနဲ့အကြမ်းဖက်နေတဲ့စစ်တပ်ကိုတော်လှန်ဖို့အတွက်အခြားရွေးချယ်စရာနည်းလမ်းမရှိတဲ့အနေအထားမှာပြည်သူခုခံတွန်းလှန်စစ်ကိုဆင်နွှဲခဲ့ကြရပြီးယခုဆိုရင်ຫນွေဦးတော်လှန်ရေးခီးကြမ်းကရပ်ပေါင်း1816ရက်ကိုဖျက်ချော်ခဲ့ပြီးဖြစ်ပါတယ်။ ရွေးဥတော်လန်ရေးနဲ့အတူပေါ်ပေါက်လာတဲ့တော်လန်ရေးအစိုးရတရက်ဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရဟာစစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲကြုံတွေ့ရမယ့်အကျိုးဆက်တွေကိုခေဆက်ဆက်ကသင်ငန်းစာတွေရရှိခဲ့ပြီးဖြစ်တာနဲ့အညီတိခိုက်နစ်နာနိုင်တဲ့ပြည်သူလူထုကိုကုင္ကြီးထောက်ပံ့နိုင်ဖို့အားစိုက်ဆောင်ရွက်ခဲ့ပါတယ်။စစ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာပြည်သူတွေဟာသဘာဝဘေးတွေထပ်ဆိုင်စစ်တပ်ရဲ့အကြမ်းဖက်မှုဘေးဒုက္ခတွေကို နေ့စဉ်ကြုံတွေ့ခံစားနေကြရပါတယ်မဖြစ်မနေဒူထားကြဖို့တည်သူအုပ်ချုပ်ရေးဖွဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ကမ္ဘာနိုင်ငံအသီးသီးမှာသဘာဝဘေးအန္တရာယ်တွေကို short ချနိုင်ဖို့လှုပ်ဆောင်နေကြသလိုမြန်မာနိုင်ငံမှာလည်းအကြမ်းဖက်စစ်တပ်ကြောင့်ဖြစ်ပေါ်လာတဲ့လူမှုဒုက္ခအဝဝကို short ချပေးနိုင်ဖို့ တော်လည်းအင်အားစုအသီးသီးကကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ဆိုင်းမတ်တွေများလို့နိုင်မတ်တွေများလို့ရာဟုဒီနမတက်လာတော့ဇမိုင်းတွေတည်ရစီမြောင်ရုပ်ပြန်တန်းနေလို့တရားရပါတယ်။တရားဥပဒေချပိုက်တာဝက်လက်ရေချမ်းနေမြောင်ရုပ်ပြန်တန်းနေလို့တရားရပါတယ်။ပြန်ဖက်စစ်တာရသားပြမဲ့ပြည်သားကိုဒီကြောင်းတိုင်းအနေနဲ့ဒီလိုလျက်ရှိပါတယ်။ဒီရပြည်သူများအနေဖြင့်ဒီကိစ္စတို့ရုံများလဲနိုင်တဲ့များနေသေးရန်ပြည်သူတို့နေတိုင်းအနေဖြင့်မှာခိုင်မာသောဘုံကိုကြီးများတဲ့အိမ်ပံကများ ကျွန်တော်ညင်းများမဖြစ်မနေစူးစားကြပါရန်ဒါတွင်လို့တော့ဒါကြောင့်ယခုနှစ်အော်တိုဝါလ73ရက်နေ့မှာကြာရောက်တဲ့ PPP ဆိုင်ရာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ short ချရေးနေ International Day for Disaster Risk Detection IDDRR 2025မှာလည်းမြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရဆိုးရွားဆုံးကြုံတွေ့နေရတဲ့စစ်တပ်ကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်တွေကိုဘယ်လိုမျိုးရော့ပါအောင်လှုံ့ဆော်နေရတယ် အယက်သားပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့ပြည်သူနဲ့အတူဘလို့မျိုးစ조사ဆောင်ရွက်နေကြတယ်ဆိုတာကိုကဘာကသိအောင်မိမောင်းထုတ်ပြလိုပါတယ်ရှင်2025ခုနှစ် PP ဆိုင်ရာဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြင်း short ချရေးနေရဆောင်ပုတ်ကတော့ဘေးဒဏ်ကြောင့်ကုန်ကျစရိတ်ကိုခြွေတာဖို့ဘေးဒဏ်ကြက်ကြက်ခံနိုင်အောင်ရှင်းလင်းမြုံနှံဖို့ Funding Resilience Not Disasters ဖြစ်ပါတယ် စစ်အာဏာသိမ်းမှုနောက်ပိုင်းအကြမ်းဖက်စစ်ကော်မရှင်ရဲ့လူမဆန်တဲ့လုပ်ရက်တွေနဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်နိုင်ငံနှစ်တဝန်းနေရစွန့်ခွာထွက်ပြေးနေရသူအခြေအတွက်ဟာယခုဆိုရင်3.6တန်းခန့်ရရှိနေပြီဖြစ်ပါတယ်ပြည်သူ့စံနာမပါဝင်တဲ့အတင်းအကျပ်စစ်မှုထမ်းဆေးခိုင်းမှုကြောင့်နိုင်ငံရဲ့မျိုးဆက်သစ် လူငယ်တန်းပေါင်းများစွာရဲ့အိမ်မက်တွေနဲ့ဘဝအနာဂတ်တွေကိုရိုက်ချိုးဖျက်ဆီးခဲ့ပြီး ပြပကိုနေရက်စွန့်ခွာရသူအခြေအတွက်ဟာလည်းတိတိတသားမြင့်တက်ပြည့်ရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့30ရက်ပိုလာ2025ရက်နေ့အထိပြုစုထားတဲ့မှတ်တမ်းတွေအရစစ်ကော်မရှင်ရဲ့အာဏာသိမ်းရန်ကြိုးဝှက်နေတဲ့ဒီ၄နှစ်ကျော်ကာလအတွင်းမှာအကြမ်းဖက်စစ်တပ်ကရည်ရွယ်ချက်ရှိရှိလူ၅ဦးနဲ့အထက်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကျူးလွန်တဲ့ဖြစ်စဉ်ပေါင်း452ကြိမ်ရှိခဲ့ပြီး တက်ဖြတ်ခံရသူဥယေစုစုပေါင်း4863ဦးရှိခဲ့ပါတယ်။ပြည်သူကိုရှမ်းသူတပ်ဖွဲ့သဘောထားတဲ့အကြမ်းဖက်စစ်အာဏာရှင်တွေနဲ့နောက်လိုက်နောက်ပါတွေဟာလူနေအိမ်များကိုမိရှို့ဖျက်ဆီးရုံသာမကဘာသာရေးကြောင်းတွေစာတင်ကြောင်းတွေနဲ့ဆေးရုံဆေးပေးကမ်းတွေအပဝင်ဆေးပေးဆောင်ပြည်သူလူထုစုဝေးနေထိုင်ရာနေရာများကိုပါပြင့်မှတ်ထားနှီးမျိုးစုံသုံးပြီးဖျက်ဆီးမှုတွေလှုပ်ဆောင်ရရှိပါတယ်။ နိုင်ငံတကာစစ်ပွဲတွေမှာအသာအသုံးပြုလေးရှိတဲ့တိုက်လေရင်တွေအပါဝင်လေကြောင်းကနေစစ်ဖက်အရက်ဖက်ခွဲခြားခြင်းအလင်းမရှိဘဲလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာယခုဆိုရင်အကျဉ်းရေ8185ကျိန်အထိရှိခဲ့ပြီဖြစ်ပါတယ်အကျက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်နိုင်ငံအဝန်းမှာတေဆုံးခဲ့သူ4135ဦးနဲ့ထိခိုက်ဒဏ်ရာရသူ8166ဦးရှိခဲ့ပြီဖြစ်ပါတယ် ဒီလိုမျိုးအကြမ်းဖက်မှုတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူလူထုကိုတဘာဝဘေးတွေကလည်းချွင်းချက်မပေးခဲ့ပါဘူး။အာဏာသိမ်းမှုနောက်ပိုင်းရေကြီးရေရှမ်းမှုပေးမိုးခါဆိုင်ကလုံးမုန်တိုင်း၊ယာဂီတိုင်ဖုန်းမုန်တိုင်း၊ယခုနှစ်မှာပဲအဖြက်ဆွမ်းအားကြီးမာတဲ့သခိုင်းငလျင်ကြီးစတဲ့တဘာဝဘေးအန္တရာယ်တွေကိုလည်းရင်ဆိုင်ခဲ့ကြရပါတယ်။တော်လည်းအစိုးရအနေနဲ့တဘာဝဘေးအန္တရာယ်တွေကြောက်ရောက်ချိန်တိုင်းမှာလဲဘေးတင်ပြည်သူလူထုကိုခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလက်လန်းနှင့်ရရှိဖို့ရာကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားမှာတဘာဝဘေးကရေတိုယောဂ acute illnesses လို့ဖြစ်ပြီးအာနာရှင်ဘေးကနာတာရှည်ယောဂ chronic disease လို့မျိုးဖြစ်ပွားနေပါတယ်။ဒီလိုအခြေအနေမှာတော်လန်ရေးအစိုးရတည့်ရက်အနေနဲ့အာနာရှင်စနစ်အဆုံးသတ်ရေးအတွက်နီလန်ဖောင်းဆောင်နဲ့ဆောင်ရွက်နေရတယ်လို့ ပြည်သူလူထုဘေးဒဏ်ခံရမှုတွေညှောနှဲစေဖို့ကိုလည်းရင်းနှီးနှုံနယ်မှုတွေဆောင်ရွက်လျက်ရှိပါတယ်။ပြည်သူကပြည်သူတို့လှူဒန်းငွေတွေနဲ့စိုးမိုးနယ်မြေတွေကကောက်ခံရရှိတဲ့အခွန်ဖန်နာငွေကြေးတွေကိုသုံးစွဲပြီးပြည်သူလူထုအတွက်စစ်ကော်မရှင်ကြောင့်ဖြစ်တဲ့ဘေးဒုက္ခတွေကနေရောပါတက်တာစေဖို့အစီအမံတွေကိုလှုပ်ဆောင်ပြန်ရှိပါတယ်။လက်ရှိအချိန်အထိပြည်သူအစိုးရရန်ပုံငွေတွေကနေတဘာဝဘေးတွေအတွက်ထောက်ပံ့ကူညီနိုင်ဖို့ငွေကြက်ဆွစုပါ 6969ဒသမ83တန်းကိုတုံးဆွဲခဲ့သလိုစစ်တပ်ကြောင့်ဖြစ်ပွားတဲ့ဘေးဒုက္ခတွေရောပါသက်သာစေဖို့ငွေကျန်1964ဒသမ85တန်းကိုထောက်ပံ့ပေးခဲ့ပါတယ်။ဆက်သွယ်ရေးလိုင်းဖြတ်တောက်ခံထားရတဲ့ဒေတာတွေမှာရေဒီယိုကိုရက်တွေကနေတဆင့်လေကြောင်းအန်ရဲစောင့်ကြည့်စနစ်တွေကျိုးတင်သတိပေးချက်ဖြန့်ချိပေးတဲ့အစီအစဉ်တွေမြေအောင်စာတင်ကြောင်းနဲ့စေးရုံစေးပေးကန်တွေ ကတုတ်ချင်းဘုံခိုချင်းတူဖို့ပေးတဲ့လုပ်ငန်းတွေမှာရန်ပုံငွေတွေမျှဝေပြီးရင်းနှီးမြှုပ်နှံမှုပြုလုပ်ပေးနေတာဖြစ်ပါတယ်။အရတားပြည်သူတွေကိုလည်းနေအမျိုးမျိုးနဲ့ထိခိုက်မှုရှော့ချပေးနိုင်ဖို့နဲ့ဘေးအန္တရာယ်ကျန်ကျန်ခံရေးဆိုင်တုံ့ပြန်နိုင်စွာမြင့်မားစေဖို့လိုအပ်တဲ့အသိပညာနဲ့ဤပညာပံ့ပိုးပေးခြင်းတွေဇက်တိုက်လေးချက်လှုပ်ဆောင်ပေးခြင်းတွေကိုလည်းတိုးမြှင့်လှုပ်ဆောင်ရရှိပါတယ်။လက်ရှိမြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ချိုးကြောင့် ဘေးဒုက္ခမျိုးစုံကိုကြုံတွေ့နေရတဲ့ပြည်သူလူထုအတွက်ဘေးဒဏ်ကျကျန့်ခံနိုင်ရှိဖို့ရင်းနှီးမြှုပ်နှံမှုပြုရမှာလက်ရှိအမျိုးသားညီညွတ်ရေးအစိုးရတစ်ခုတည်းနဲ့လည်းမလုံလောက်နိုင်ပါဘူး။အင်းနီးစင်နိုင်ငံတွေအပါဝင်ဒေတာတွင်းနဲ့နိုင်ငံတကာအတိုင်းအဝန်းကစိတ်ပါဝင်စားမှုနဲ့လက်တွေ့ကြတဲ့ရင်းနှီးထောက်ပံ့ပေးမှုတွေကများစွာအရေးကြီးပါတယ်။ဒီနှစ်ဆောင်ပုံရဲ့အနှစ်သာရကိုပြည့်မီဖို့ဆိုရင်ရေတိုလူသားချင်းစာနာမှုအကူအညီတွေသာမက ဘေးဒဏ်ခံနိုင်ရှိစေဖို့ရှင်းလင်းမြှုပ်နှံမှုတွေမှာပါနိုင်ငံတကာကထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ပညာသင်ကြားခြင်း၊လူအသက်ကယ်တင်ခြင်းကိုပြတ်မှတ်ထားခံနေရတဲ့နိုင်ငံဘာသာရေးအဆောက်အအုံတွေနဲ့ဝိပုစုတောင်းရာနေရာတွေကိုဥတီတိုက်ခိုက်ချိန်မုန်းခံနေရတဲ့နိုင်ငံမှာနေထိုင်နေကြရတဲ့မြန်မာပြည်သူပြည်သားတွေအတွက် ိုင်ငံတကာအတိုင်းဝိုင်းနဲ့အိန္ဒိချင်းနိုင်ငံတွေကနေလူသားဆန်တဲ့စိတ်နဲ့လူခုံတိတ်ခါကိုလေးစားတန်ဖိုးထားမှုကိုပြတာတဲ့အနေနဲ့ထိရောက်တဲ့ပံ့ပိုးမှုကြီးမှုတွေနဲ့ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လှုပ်ဆောင်ပေးကြဖို့ယနေ့ကြာရောက်တဲ့အထိတ်မှန်နေ့ကနေအမှားစကားပါလိုပါတယ်ရှင်။စစ်ရာဇဝဲမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ပြစ်မှုပေါင်းမြောက်များစွာကျူးလွန်ရရှိတဲ့အကြမ်းဖက်စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် ရင်းနှီးလှုပ်ဆောင်ခြင်းကသာမြမပြည်သူများရဲ့အနာဂတ်ဘဝလုံခြုံအေးချမ်းခြင်းတာယဝါပြောခြင်းနဲ့ဘေးထန်ကြံ့ကြံ့ခံနိုင်ရှိခြင်းတို့ကိုစောင့်ခြင်းပေးနိုင်မည်ဖြစ်ပါကြောင်း2025ခုနှစ်ဒီကနေ့ကြာရောက်တဲ့အပြည့်ပြည့်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြင်းရှော့ချရင်းနဲ့မှတ်တမ်းရုပ်တံကိုထုတ်လွှင့်တင်ဆက်လိုက်ရပါရရှင်။